အားလုံးပဲမင်္ဂလာပါဆရာကတော့ဒေါက်တာကျော်ဖြစ်ပါတယ်ဆရာဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒုတိယအနေနဲ့ပေါ့နော် တနေ့ကိုရေဘလောက်လောက်တောက်သုံးသင့်လဲဘလို့အချက်တွေပေါ်မူတည်ပြီးတော့ရေတောက်ရတဲ့အနေအများကွာခြားဝတ်သက်တွေပေါ့ဒီအချက်လေးတွေကိုဆရာပုံပြပေးမှာဖြစ်ပါတယ်အရင်ဆုံးရေပြရအဖြစ်ခြုံပြောရရင်ဒုတိယရေတနေ့ကို2လီတာလောက်တောက်ဖို့ဆိုတယ်ပေါ့နော်အဲ့တော့2လီတာအောင်မြင်တာအောင်ပြောမယ်ဆိုရင်ဆရာတို့ရေတတ်ဘူး3လီတာဘူး2ဘူးစာပေါ့နော်2ဘူးစာလောက်တော့ပုံမှန်တောက်ဖို့လိုပါတယ် ဒါမဲ့ဒါကရေဝီရအပြင်မဲ့ဆရာပြောခဲ့တာဖြစ်ပါတယ်။အဲယောဂအခန်းရှိရဲ့လူတွေပေါ့ဥမာနှလုံးယောဂကြောက်ကယောဂစသဖြင့်ပေါ့နော်ဒီလိုယောဂအခန်းရှိရဲ့လူတွေမှာတော့ဒါသူရဲ့ခန္ဓာကိုယ်ရဲ့ရေသက်အနေထားပေါ့မူတည်ပြီးတော့ပေါ့နော်ယောဂအနေထားပေါ့မူတည်ပြီးတော့ဆရာဝန်ညွှန်ကြားချက်အတိုင်း ခြေကိုတောက်ရတာမျိုးလေရှိနော်အဲ့တော့ကထွက်တဲ့စီပေါ်မှာနားမမှုတည်ပြီးတော့ညှိပြီးတော့တောက်ရတာမျိုးလေရှိပါဘူးနော်အဲ့တော့အဲ့လိုမျိုးလူမျိုးတွေအတွက်ကိုတော့ဆရာတို့ဒီနှစ်လီတာလို့အသေးမှတ်ထားလို့တော့မရဘူးဘောနော်အဲ့တော့ကျွန်တော်ရေဘူးရအားဖြင့်လည်းအဲ့လိုယောဂအခမ်းမရှိရလူတွေအတွက်ကိုဆရာတို့အဓိကအကြံပြောမယ်ဆိုရင်နော်ဒီနေ့ကိုခေတံဘူးနှစ်ဘူးသာတော့တောက်ဖို့ဒီလိုမျိုးယောဂအခမ်းမရှိရလူတွေတော့မှဆရာတို့ကဒါရေတဲ့လူအပ်ချက်အနေအများဆိုတာရှိသေးတယ်ဗောနော်အဲ့တော့ဟိုသူတစ်ပြင်ရာသီဥတုပူတဲ့အချိန်လားအေးတဲ့အချိန်လားဗော ဒါရာသီဥတုပူရင်ချွေးပူထွက်တယ်ချွေးပူထွက်တဲ့အခါကျတော့ခန္ဓာကိုယ်နေရေးတဲ့ဆုံးရှုံးမှုတွေပိုများမယ်နော်ပိုများမယ်အဲဒါဆိုရင်ရေးပိုတောက်ဖို့လုပ်မယ်ဒါတော့ရှင်းပါနော်နောက်တစ်ခါကျတော့ဟိုဆရာတို့ကရေးတဲ့ပိုလူနေလားမလူနေလားကို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 ဘယ်လိုသိနိုင်လဲဆိုတော့အလွယ်ဆုံးသိတာရေးစားတာပေါ့နော်အဲ့တော့ရေးစားတဲ့ခံစားချက်ကခန္ဓာကိုယ်မှာရေးတဲ့နေလာပြီဆိုရင်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုအနေနဲ့ဆရာတို့ရေးစားတဲ့ခံစားချက်ရှင်းအဲ့တော့ဒီပိုစားလိုက်ရင်နော် အရင်ကညတော့ကိုလို့တာပေါ့ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုဆရာတို့ကြည့်လို့ရတာ C အရာပေါ့နော်ကိုရဲ့ C အနေထားပေါ့အဲ့တော့ C အရာလीဒါပုံမှန်အားဖြင့်ဆို C ဒီကြည်လင်နေရမယ်အရာမရင်အောင်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးဆိုရင်တော့ဒါပုံမှန်ပေါ့အဲ့လိုမဟုတ်မနဲ့ C ကအရာရင်နေတာမျိုးနော်နည်းနည်းမကြည်ပဲနဲ့နည်းနည်းနောက်ချင်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေပြီဆိုရင်တော့ဆရာတို့ကရေးတဲ့ဆုံးရှုံးရေးတဲ့လိုအပ်ချက်ညာလို့ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုရင်တော့ဆရာတို့ညာတော့ပို့နော်အဲ့တော့ ျွန်တော်စီးရောင်နေတာကြည်လင်မှုရှိမရှိကိုကြည်လို့လို့ရဲ။ဟောရေတွေအရင်ငတ်နေရလားပေါ့နော်။ဒါမျိုးဆိုနေဆက်ပါ။ကြည်ဖို့တော့ကိုလို့မယ်။နော်။အဲ့ဒါ BY ကိုယ့်ရဲ့ကိုယ်လက်လှူချာမှုအနေထားပေါ့နော်။ဒါဆိုတော့ကိုယ့်ရဲ့တယောက်နဲ့တယောက်အလौကိုင်နေတာကြီးမတူတတ်ဘူး။တခြားကိုယ်လက်လှူချာမှုပေါ့။အဲ့လိုတွေမတူတတ်ဘူးပေါ့နော်။အဲ့တော့အလौကိုင်ကြာပြောဖြစ်ဖြစ်အာကစားလုပ်လို့ပဲဖြစ်ဖြစ်ပေါ့နော်။ဖြေးပို့ထွေတယ်ပို့ပြီးကိုယ်လက်လှူချာမှုများရဲ့လူကတော့ကြည်ဖို့တော့ကိုလို့နော်ဒါလည်းရှင်းနေတယ်ပါအဲ့တော့ဆရာကသိပ္ပံပညာရပြောမယ်ဆိုရင်တကယ်တမ်းတော့လူတယောက်ရဲ့ ဟိုအရေးတက်ပေါ့နော်ဟိုရေးတက်ပေါ့လေရေးတက်လိုအပ်ချက်တည်ဆိုတော့ကအမျိုးသားတယောက်ဆိုရင်3.8လီတာပေါ့နော်အမျိုးသမီးတယောက်ဆိုရင်2.8လီတာတော့ထိတော့လိုရလို့ပြောရပေါ့နော်ဒါပေမဲ့အဲ့ဒီအရေးတက်ဆိုတဲ့နေရာမှာဆရာကတောက်တဲ့ရေနေမကောက်ဘူးဆရာတို့အချိုရေတောက်ထားရေးရှိမယ်တခြားတပည့်ကော်ဖီလိုမျိုးတွေနော်ဟို ဟင်းဂျူဟင်းကစသဖြင့်ပေါ့နော်ပြီးတော့ဟင်းထဲမှာပါတဲ့အရေးတွေတခြားဆန်ပြုတ်တို့ခောက်ဆယ်ပြုတ်တို့စားနေတောက်တယ်ဆိုလည်းအဲ့လိုမျိုးပါတဲ့အရေးဒါတွေအုံပါအောင်ပေါ့နော်နောက်တစ်ခါကျတော့ဟိုအစာတောက်ထဲမှာလည်းတချို့အစာတောက်တွေအရေးရွှမ်းနဲ့အသီးလိုမျိုးတွေပေါ့နော်အဲ့လိုမျိုးအစာတောက်တွေမှာဆိုလည်းရေတက်တွေပါအောင်ပေါ့နော်အဲ့တော့အဲ့လိုမျိုးရေတက်စုစုပေါင်းပါတော့ခုနပြောသလိုမျိုးသားတယောက်ဆိုရင်3.8လီတာမျိုးသမီးတယောက်ဆိုရင်3.8လီတာတော့ရှိတယ်ပေါ့နော်အဲ့တော့စားတဲ့အစာတောက်တွေမှာရေပါသေးလားမပါသေးလားမသိပြီးတော့လည်းဆက်လို့တက်တက်တောက်ရတယ်ဒီ ရေပမာဏအပြောင်းလဲရှိတယ်ဘောနော်ဒါလည်းတစ်ချက်ရှိတယ်ပေါ့အဲနောက်တစ်ခုကကြတော့ဆရာတို့ဒီကိုထူးခြားချက်တစ်ခုပေါ့နော်အဲ့တော့ကော့ကဖိန်းတက်ပါတဲ့အရေဟိုပါပေါ့နော်ကော်ဖီတို့နောက်အချိုရည်တွေပေါ့နော်အဲ့လိုမျိုးတွေကတော့စီးကိုပို့သွားစေအဲ့တော့စီးကိုပို့သွားတဲ့အချိန်မှာခန္ဓာကိုယ်ရည်သက်တွေပိုဆုံးရှုံးတယ်အဲ့လိုမျိုးကြီးတောက်ထားမိတဲ့နေမျိုးဆိုရင်လည်းဂျီကိုများများပြန်တောက်ကိုလုံတတ်တယ်ပေါ့နော်ဒါလေးတစ်ချက်လေထူးခြားချက်ရှိပါတယ် ခါတော့ကကြတော့အစာအတော့ထဲမှာအလိုမျိုးအငံများတာအဆက်များတာအစာတွေဒါမျိုးဆိုရင်လည်းဥစီပို့ပြီးတော့တော့အားမျိုးတွေရှိတယ်ဘောနော်အဲ့တော့အဲ့လိုမျိုးကတော့ခန္ဓာကိုယ်ရဲ့ဒီတုံ့ပြန်မှုအရာကိုရေးဖို့ငတ်လာရပါတယ်လေဆိုကြုံချပါဘောနော်အဲနောက်တစ်ခါကျတော့ ကျတော့ဟိုယောဂအထူးပြင်ယောဂရှိတဲ့လူမှတော့ကိုသတိထားတာပေါ့နော်အဲဆိုကိုသွားတဲ့စီးပမာဏပေါ့ဒီပြီးတော့ဆက်လို့ကပြန်တောက်ရတဲ့အရေးပမာဏကိုညှိပြီးတောက်ရတာမျိုးလည်းရှိတယ်အဲတော့ဟိုလူသားမန်ဒီမှာတော့တိတ်မလို့နေပဲပေါ့နော်ဒီခုနကပြောသလိုနှလုံးလိုကြောက်ကတူယောဂအခန့်ရှိတဲ့လူမှတော့ဒါမျိုးလေးကအရေးကြီးတယ်ပေါ့နော်အဲတော့ဒါကတော့ဆရာတို့ရေသက် အနေအများလိုအပ်ချက်ကို ပြောင်းလဲစေတဲ့အချက်တူပေါ့နော်။နောက်တစ်ခုဆရာပြောဖို့ကြံခဲ့တာကစီးကျိုးသမားတွေပေါ့။စီးကျိုးသက်နေတဲ့အချိန်မျိုးမှာစီးရအများကြီးသွားတတ်တယ်နော်။အဲ့ဒါမျိုးမှာဆိုလေရှင်းနေများပြန်တော့ဖို့လေ။အဲ့တော့ခုနကပြောသလိုပဲစီးသွားတဲ့ပမာဏများလာတာမျိုးဆိုလေဆရာရေးပို့လို့မှာပေါ့ဒါတော့ရှင်းပါနော်။အဲ့လိုမျိုးလေးရှင်းပြီပေါ့နော်။โอเค။အဲ့တော့ဆရာတို့ပြန်ပြီးတော့မှတ်မိလေအောင်ပြောရင်တော့ဆရာတို့တာမန်အားဖြင့်ပြောရရင်သူတေရောက်သည်ရေတံဘူးနှစ်ဘူးတောက် ကိုလို့မသိရသေးရကိုဘောနော်အဲ့တော့ဒီတန်ဘူးတက်လီတာဘူးနှစ်ဘူးတောက်ကိုလို့မယ်တနည်းအားဖြင့်2လီတာလို့ပြောချင်တာဘောနော်2လီတာတောက်ကိုလို့ပါနော်ပြီးတော့နောက်ကလည်းယာရီမှုအနေထားကိုရဲ့ကိုလက်လှုပ်ရှားမှုချူထွက်တဲ့အနေထားဘောနော်ဒါတို့ကကြတော့အဲ့လိုစီးသွားတဲ့အနေထားစီးအရာဘောနော်စာသဖြင့်ဘောနော်ရေညံမှုဒါမျိုးတွေပေါ့မှုပြီးတော့ဆက်လို့ရေသက်အတူလျှော့တောက်ရလေဘောနော်ဒါတို့ဆက်တော့ရေသက်ဒီလိုမျိုးတောက်တဲ့အကြောင်းကိုပြောနေရလေဆိုတော့ဆက်တော့ ရေတက်ဆုံးရှုံးမှုဆိုတာရှိတယ်ဗောနော် dehydration လို့ခေါ်ပါတယ်အဲရေတက်ဆုံးရှုံးလာပြီဆိုရင်ခန္ဓာကိုယ်ပိုင်းဆိုင်ရာအစိတ်ပိုင်းဆိုင်ရာမှာမလန်ဆန်းတော့ဖြစ်လာတယ်လူရဲ့ဒါပုံမှန်နဲလောက်ကင်ရမယ်နေရာဒီမှာအာနေလူလေးဖြစ်လာတတ်တယ်နော်အဲ့တော့ကကြတော့ဟိုတက်လက်ပိုင်းနေနော်ဟိုကျမ်းမနေရဲ့လူတွေမှာတော့အရင်မသိတာပြင်မယ်ဆရာတို့တက်ကြီးဝဲဦးလေးနော်သူကခလေးလေးပေါ့နော်အဲ့လိုမျိုးတွေမှာဆိုရင်လည်းဆရာတို့ကဒါရေဟိုဒါ တေချာမတိုက်မိဘူးတေချာမတောက်ဘူးပေါ့နော်သူတက်ကြီးရဲဦးလေးဆိုတဲ့လိုပေါ့ယောဂအခန်းကြောင့်ပုံမှန်မစားမတိုက်နိုင်တဲ့လူတွေဆိုတော့ဘူးတိထားတာပေါ့အဲ့လိုမျိုးမှာရေတဲ့ဆုံးချုပ်မှုတွေများလာတယ်နော်ကလေးဆိုတဲ့လူပဲပေါ့နော်ကလေးဆိုတော့သူကဟိုရေအများကြီးတောက်ချင်မှတောက်မှာပေါ့မိဘကလိုက်တိုက်နေရမျိုးဆိုတော့လေအဲ့လိုမျိုးမှာတေချာကြီးတာရေတဲ့ပမာဏကိုမတိုက်မိဘူးဆိုရင်နော်ဒါတော့ကရေတဲ့ဆုံးချုပ်မှုတွေဖြစ်ပြီးတော့အဲ့လိုမျိုးကျမကြီးဆိုင်ရာပြဿနာလေးဖြစ်တယ်နော်ဒါပေမဲ့တစ်ခုရရှိရပါဘောနော်ခုနဆရာပြောတဲ့တနေ့ကို ဟိုရေးတမှုနှစ်ဘူးဆိုတာကဒါတာမန်လူကြီးတယောက်အတွက်ကိုပြောတာပေါ့နော်ကလေးအတွက်ကတော့ဆရာတို့အသက်ရွယ်ပုံတည်ပြီးတော့အပြောင်းလဲရှိမှာဆိုတော့အဲ့လိုမျိုးအတိကြတော့ဟိုနှစ်ဘူးလို့တော့အပြတ်မှတ်ထားလို့တော့မရတော့မရဘူးပေါ့ခပ်ပြီးတော့ပေါ့နော်လူကြီးအတွက်ဆိုရင်တော့အကြံအဖြစ်ပြောရင်တော့တနေ့ကိုနှစ်ဘူးတော့ပေါ့နော်အဲ့တော့ကလေးတယောက်တယောက်ဘယ်လောက်လိုအပ်တယ်ဆိုတော့ကလေးရဲ့အသက်ရွယ်ပုံမူတည်မယ်ကလေးရဲ့ဒီအေးယောဂအနေထားရှိလားနော်အဲ့လိုပဲလေဟုတ်ပြီဟုတ်ပါဘူးနော်တို့က one ပြည့် one show လို့မျိုးပေါ့ခဏကွက်နေရေးတဲ့ပို့ပြီးတော့ဆုံးရှုံးနေတဲ့အချိန်မှာ ਨੇ ပို့ပြီးတော့ပြန်ပြီးတော့ရေးတဲ့ကိုပြန်ဖြည့်ဖို့တို့မယ်ဟုတ်လားဒီလိုချက်လေးရှိပါတယ်အဲ့တော့ဆရာအကူကတော့အဲ့လိုရေးများများတောက်ဖို့ပေါ့နော်အဲ့တော့နော်ရေးကိုတနေ့တနေ့ဘယ်လောက်လောက်တောက်အောင်လဲဆိုတဲ့အချက်နဲ့ပြသက်ပြီးတော့ပို့ပြပေးရတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်